ျွန်တော်ရဲ့ချမိတ်ဆွေတင်ငယ်ချင်းများညီကိုမောင်နှမများအားလုံးမင်္ဂလာပါခင်ဗျာ ASM Basic Electronic Projects Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်မိတ်ဆွေတူတောင်းဆိုထားတာပေါ့နော်ဒီဆိုလာဗျာဆိုလာဗျာရဲ့ဒီအောက်ပုတ်ပါဝါပေါ့နော်ဝတ်တံပိုးတွေရေးထားတာဟာကဟိုမှန်မှန်ပေါ့နော်ဒီဆိုလာဗျာရဲ့နောက်ကျောမှာရေးထားတဲ့ AMPR ကကာရင်ကဘယ်လောက်ပေါ့နော်ဗိုလ်တေ့ချ်ဘိုးကဘယ်လောက်ပါဝါကဘယ်လောက်ဝတ်လို့ရေးထားတာပေါ့နော် အကြဝတ်ကိုဘယ်လိုတိုင်းလို့ရတယ်လဲတဲ့ကျွန်တော်မိတ်ဆွေတူကတောင်းဆိုထားတော့เนาะအဲ့ဒါကြောင့်မို့ကျွန်တော် white တွက်ချက်နီလေးပေါ့เนาะတိုင်းပုံတိုင်းနီလေးကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါလေဗျာเนาะအဲ့ကြတော့နမူနာအနေနဲ့ကျွန်တော်ဒီဆိုလာဗျာအသေးလေးပေါ့เนาะဒါလေးကိုကျွန်တော် white ဘယ်လောက်ရှိတယ်လဲသိဖို့ပေါ့เนาะဒီမှာဆိုရင်လည်းသုံးနာကြာပြီဖြစ်တဲ့အတွက်ဒီမှာရေးထားတဲ့ဟာတွေပဲ sticker တွေပဲမရှိတော့ဘူးเนาะ ဘိုးဘလောက်ထွက်တယ်ကားတန်းဘလောက်ထွက်တယ်ပါဝါကဘလောက်ဝတ်မှမသိတော့ဘူးပေါ့နော်အဲ့လိုမသိတော့ဘူးဆိုတဲ့အခြေအနေမှာလည်းဒါတလို့တိုင်းကြည့်လို့ရတယ်နောက်တစ်ခါသိတော့လည်းပဲပေါ့နော်ရေးထားတဲ့အတိုင်းမှန်မှန်မှန်သိကြလို့ရှိရင်အခုနီလန်းလေးအတိုင်းကျွန်တော်တို့ဒါတွက်ချက်ပြီးတော့တိုင်းကြည့်လို့ရပါတယ်ဗျာနော်ကြကြည့်အောင်နော်ကျွန်တော်တို့ဒီပါဝါကိုတွက်မယ်ဆိုရင်ဒီနေရောင်ကြီးရလဲဒီအပြည့်ဝရရှိမဲ့အချိန်ပေါ့နော်ဒီဆိုလာကနေ ဘိုးအများဆုံးထုတ်ပေးနိုင်မဲ့ကားရင်ပေါ့နော်ဘိုးရောကားရင်ရောအများဆုံးထုတ်ပေးနိုင်မဲ့အခြေအနေကိုတိုင်မှသူ့ရဲ့ပါဝါအမှန်ကိုရရှိမှာဖြစ်ပါတယ်နော်အရင်ဆုံးကျွန်တော်တို့ဒါဘိုးကိုအရင်တိုင်းကြည့်မှာဖြစ်ပါတယ်အဲကြမှာသတိထားရမှာကကျွန်တော်တို့9000မီတာကဒီဆိုလာကထွက်တဲ့ဒီဘိုး range တဲ့နည်းနေရင်နော်အဲ့ဒါလေးတော့သတိထားမှာပေါ့နော်ကိုဒီတိုင်းနိုင်တဲ့ဥပမာပါဗျာဒီမီတာလေးကတိုင်းနိုင်တာက ဘိုးကဥပမာဘိုး20ပဲရှိတယ်ဟိုကဆိုလာပြားကဘို30 40ထွက်တယ်ဆိုရင်တော့သွားမတိုင်းပါနဲ့မီတာပြက်နိုင်ပါလေနော်ကားရင်လည်းထိုနည်းတူစွာပါပဲနော်ကြဒါအရင်ဆုံးကျွန်တော်ဘိုးလေးတိုင်းကြည့်တာဒီမှာ20.1ပေါ့နော်20.1နော်20.1အဲ့လောက်ဘိုးရပါတယ်အဲ့ကြတော့သူအများဆုံးရရှိဖို့ရဆိုရင်ဒီဆိုလာပြားလေးကိုလည်းဒီ နေအောင်နဲ့တဲ့အောင်လေးပေါ့နော်ထားပြီးတော့ဟိုဘက်လက်ဒီဘက်လက်ဒီလှည့်ပြီးတော့အများဆုံးရရှိတဲ့အနေထားကိုမှတ်သားထားရမှာဖြစ်ပါတယ်ဗျာနော်နောက်တစ်ခါကားဒန်ကားဒန်တိုင်းရင်ဒီမှာနော်ဒီအနီအောင်ပလုတ်လေးကို 20ampere မှာထားရမယ်နောက်ဒီဆက်လက်တာလေးကိုလည်းဒီမှာ DC ampere ပေါ့နော် DC ampere 20ဆိုရဲ range မှာလှည့်ပေးရမှာပေါ့နော်ဘို့ခုနကဘို့နေရာမှာထားတိုင်လို့မရအောင်နော်ကြည့်ဒါကားဒန်တိုင်းခြင်းမယ် ကာရင်တန်းကြည့်တဲ့အခါမှာဒီမှာ0.58 MBR ရပါတယ်နော်ဒါကကာရင်နော်ကာရင်တန်းဖို့ပါ0.58 MBR ခုနက voltage က20.1 volt ရပါတယ်ဗျနော်အဲ့ကြဒီကာရင်ရော voltage ရောကို အများဆုံးရမဲ့အနေထားရောက်အောင်ဒီ solar ပြားလေးကိုနော်နေအောင်ရှိတဲ့ဘက်ကိုတေချာလေးလှည့်ပြီးတော့မှတိုင်းရမှာပါအဲ့ဒါဆိုရင်တော့ဒါသူ့ရဲ့ထွက်တဲ့ power အမှန်ကိုရရှိမှာဖြစ်ပါတယ်ဗျနော် ဒါကျွန်တော်နည်းနည်းလေးဆိုလာပြားလေးကိုလှည့်ကြည့်ပါဦးမယ်နော်သူ့လည်းပို့ပြီးတော့ထွက်နိုင်သေးသလားဒါမှမဟုတ်ရင်ရော့သွားရင်တော့ဒီမှာကျွန်တော်ဒါနည်းနည်းလေးရော့သွားရင်တော့ရော့တဲ့တံပိုးမယူရပါဘူးနော်အများဆုံးရရှိတဲ့တံပိုးကိုယူရမှာပါဒီမှာဆိုရင်အရေးထဲအရေးနည်းနည်းကျသွားပြီဆိုတာနဲ့ဒီမှာကာရင်တောက်လျှောက်ကျသွားပြီ0.05လောက်ပဲရှိတော့ပါဘောနော်နေအောင်ကြည်တဲ့ကိုထားတဲ့အခါမှာလည်းနေအောင်နဲ့တက်အောင်ပေါ့နော် ဒီဇိုင်းဖြစ်နေရင်လည်းသူကထွက်တဲ့ကားရင်ရောပိုးရောကရော့မှာဖြစ်ပါတယ်နော်နေရောင်နဲ့အတက်နော်เนาะဒါဆိုရင်အများဆုံးဒီဆိုလာပြားလေးဒီအများဆုံးဒါကားရင်က0.58ပဲရပါတယ်ကျွန်တော်နေရာလေးတွေရွှေ့ကြည့်တာနော်သူလည်းပိုပြီးတော့မရပါဘူးပိုးကလည်းအများဆုံးเนาะ20.1ပေါ့နော်ပိုးလေးပြန်တိုင်းကြည့်ပါဦးနော် ဘိုးဟိုဆိုရင်ကျွန်တော်တို့ဒီမှာเนาะဒီမှာ19တသမဒါဆိုရင်19တသမ9ဘိုးပေါ့เนาะ19တသမ9ဘိုးဆိုခொနကခொနက20တသမ1เนาะခုဒီမှာရွှေ့ကြည့်တဲ့အခါမှာ19တသမ9ဆိုတော့နည်းနည်းတောင်ယော့သွားတယ်เนาะအဲဆိုရင်အများဆုံးရတဲ့ဘိုးကခொနက20တသမ1เนาะဒီမှာ19တသမ9ဘိုးပဲရပါတယ်အဲဆိုရင်ကား ဒီမှာဒီပါဝါကိုရဖို့ရဆိုရင်ကျွန်တော် တို့ဒီ equation လေးပါတော့ကျွန်တော်တို့ဒါငငယ်တုန်းကလည်းသင်ခဲ့ဘူးပါတယ်เนาะသိပြီးသားလည်းဖြစ်မှာပါเนาะဆိုရင် power equal to က p equal to vi ဖြစ်ပါတယ် power ရဲ့ unit က watt နဲ့တိုင်းပါတယ် car အဲ voltage ကိုတော့ volt တန်ဖို့ volt နဲ့ပဲတိုင်းပါတယ် current ကိုတော့ ampere နဲ့တိုင်းပါတယ်ဗျာเนาะ b ရ power เนาะ v ရ voltage i က current ဖြစ်ပါတယ်ဒါအားလုံးလည်းသိပြီးသားပါเนาะကျွန်တော် ဟိုမေ့နေတဲ့လူတွေပြန်ပြီးတော့သတိရအောင်လို့အစာလေးဖော်ပေးတာပါနော်အဲဆိုဒီ equation လေးရရင်ခုနကတိုင်းထားတယ်ကျွန်တော်တို့ voltage တန်ဖိုးနဲ့ current တန်ဖိုးကိုဒီ equation လေးထဲမှာထည့်ပြီးထည့်ကြည့်မှာပါနော်အဲဆိုရင် power ရဖို့ရအတွက်ခုနက voltage တိုင်းတာက20.1 20.1ပေါ့နော်အဲ့ဒါကိုမြှောက်မယ် current က0.58ပေါ့နော်3.58 ampere ရပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့ calculator လေးနဲ့ ချမြောက်လိုက်မှာเนาะမြောက်လိုက်တဲ့အခါမှာအဲရလာတာကတော့ power ကကျွန်တော်တို့11.58 watt ဖြစ်ပါတယ်เนาะအဲဆိုရင်ဒီဆိုလာပြားလေးကအများဆုံးထုတ်ပေးနိုင်တဲ့သူ့ရဲ့ watt တန်ဖိုးဒီ17.658 watt ဖြစ်ပါတယ်နောက်မှဘယ်လိုရေးထားတာရေးမထားတာဒါလို့ power လေးကိုအခုနီလန်းလေးနဲ့သိရှိနိုင်ပါတယ်ခင်ဗျာကဲအဲဆိုရင်တောင်းဆိုထားတယ်ကျွန်တော်မိတ်ဆွေ မိတ်ဆွေတငယ်ချင်းပေါ့နော်အဲအားရချင်နိုင်မယ်လို့မျှော်လင့်ပါတယ်ဆိုလာဗျာအကြီးကိုပဲတိုင်းတိုင်းအသေးလေးကိုပဲတိုင်းတိုင်းဒီပုံစံဒီနီလာနဲ့တိုင်းတာပြီးတော့ဒါခမန်းတွက်ချက်လို့ရပါတယ်သတိထားမှာကတော့ခုနကပြောသလိုပဲဆိုလာဗျာအကြီးတွေကိုတိုင်းတဲ့အခါမှာဒီနောက်က ရေးထားတဲ့ဆိုလာဝတ်ဘလောက်ထွက်တယ်နော်ကာရင်ဘလောက်ထွက်တယ်ဗူတေ့ချ်ဘလောက်ထွက်တယ်အဲ့ဆိုတိုင်းတဲ့အခါမှာကျွန်တော်တို့ကပါဝါကိုတော့ဓာတ်ရိုက်တိုင်းလို့မရဘူး ဘူဒစ်နဲ့ကားရင်ကိုတိုင်းမှာဖြစ်တဲ့အတွက်တကယ်လို့ကိုကဘူဒစ်ကိုအရင်ဆုံးတိုင်းမယ်ဆိုရင်လည်းကိုရဲ့မီတာ range ကခုနကပြောသလိုပဲပေါ့နော်ဒီကိုတိုင်းနိုင်တဲ့ဘူဒစ်ကမီတာမှာက20 range လောက်ပဲပါတယ်ဒီဆိုလာဗျာကဥပမာ40ဘူ50ဘူတွေထွက်နေတယ်ဆိုရင်လည်းဒါတတိထားမှာပါအဲ့ဒါမီတာပြက်နိုင်ပါတယ်ထိုနည်းတူဆိုတာကားရင်ကလည်းဒီအခုကျွန်တော်ဒီမီတာလေးမှာဆိုရင်20 ampere အများဆုံးတိုင်းနိုင်တာပေါ့နော်အဲ့လိုရေးထားတာပေါ့ဒီ ဆိုလာပြားကဥပမာသူ့ထက်ပိုတဲ့ဒီ current တန်ဖိုးထုတ်တယ်ဆိုလို့ရှိရင်ဒီမီတာကပျက်စီးသွားနိုင်တာပါနော်အဲအားကြောင့်မို့ဒီလိုတိုင်းတဲ့အခါမှာတော့ကိုယ့်ရဲ့မီတာလေးမပျက်စီးအောင်သတိထားဖို့တော့လိုပါတယ်ကဲအဲ့ဆိုရင်ဆိုလာပြားအကြီးတွေပဲဖြစ်ဖြစ်ဆိုလာပြားအသေးလေးတွေပဲဖြစ်ဖြစ်အဟောင်းပဲဖြစ်ဖြစ်အသစ်ပဲဖြစ်ဖြစ်ပေါ့နော်ဒီလို watt တန်ဖိုးလေးတွေကိုသိရှိကြလို့ရှိရင်အခုနီလန်းလေးကကျွန်တော်မိတ်ဆွေတငယ်ချင်းတွေ ညီကိုမောင်နှမတွေအတွက်အသုံးဝင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ကဲအားလုံးကျေးဇူးထူးတင်ပါတယ်။အဆင်ပြေကြပါစေခင်ဗျာ။